မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ရွေးကောက်ပွဲမှာရှင်ပြိုင်နိုင်မယ်နိုင်ငံရေးပါတီရဲ့မှတ်လောင်းတွေနဲ့ကိုညီပေးသူတွေကိုပြပြသားသားရေးယူမယ်လို့ချင်းညင်အောင်သိပေးခြင်းညာအကြဖက်စစ်ကော်မရှင်ရဲ့တွေ့ရရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မယ်နိုင်ငံရေးပါတီလွတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ရွေးကောက်ပွဲပြင်းပြရကိုညီဆောင်ရဲ့ပေးသူတွေကိုပြပြသားသားရေးယူဆောင်ရသားမယ်လို့ချင်းညင်အောင်ကတရားဝင်သိပေးခြင်းညာလိုက်ကြောင်းချင်းညင်အောင်တွင်ရင်မှုစလိုင်းပွဲကပြောတယ် လာမယ့်ဒီဇင်ဘာ20ရက်နေ့မှာတရားမဝင်တရားရွေးကောက်ပွဲကိုစတင်မယ်လို့ကြက်ဘက်စစ်ကော်မရှင်ကကြေညာထားပြီးဖြစ်ကြောင်းချင်းညင်အောင်နေပြမိမိတို့ထိုင်ချောင်းနေမြေတွေမှာတရားရွေးကောက်ပွဲ၌ဖြစ်မြောက်ရန်ဂျိုးပန်းဆောင်ရမောအလုံးကိုတားမြစ်လိုက်ကြောင်းသိပေးတယ်။အရင်ယူတဲ့ပိုင်းမှာတော့ပိုင်ဆိုင်မှုဖြစ်စေတဲ့အတိုင်းလူကိုယ်တိုင်ကချင်းညင်အောင်ထိုင်ချောင်းမှုနေမြေထဲမှာရှိနေလူပုဂ္ဂိုလ်တွေကိုထိန်းသိမ်းတာမျိုးလုပ်တင်လုပ်ဖို့ပါ။ဖြီသူတွေအနေနဲ့ထုတ်ပြန်ကြတဲ့မှာပါတဲ့အတိုင်းစကားမိုင်ပြည်ရင်းပြပါပြည်သူလူထုကိုလှည့်စားဖို့ ကြီးရထားတဲ့တွေ့ရောက်ရွေးကောက်ပွဲကိုလုံးဝမပါဝင်ကြဘူး။ရရနီလန်းနဲ့တာစီကိုဟန်တာကြဖို့လိုပါတယ်။အကြဘတ်စစ်ကောင်ရှင်ကပြည်သူလူထုရဲ့သဘောဆန္ဒမပါမယ်။တရားမဝင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဖြစ်ပြီးထို့ထို့လှုပ်ဆောင်နေမှုကဒီမိုကရေစီစနစ်ကိုဆန့်ကျင်ကပြည်သူလူထုရဲ့အချုပ်ချာအာဏာကိုအတင်းဓမ္မရယူရန်ကြိုးစားနေခြင်းဖြစ်တယ်လို့ချင်းညင်နာတခွင်ကထောက်ပြပါပါတယ်။ ။အကြဘတ်စစ်ကော်မရှင်ကတရားမဝင်ရွေးကောက်ပွဲချင်းပိုင်းဂျိုဘတ်နေစဉ်ကာလအတွင်းနိုင်ငံရေးကျင်းသားတွေဆက်လက်ဖန်ဆီးထားခြင်းနိုင်ငံတော်ဝန်လုံးရှိရဲသားပြည်သူတွေပြစ်မှတ်ထားတိုက်ခိုက်ခြင်းစေုပ်ချော်ရေးကဲ့သို့တင်းကျပ်တဲ့ဥပဒေတွေချမှတ်ထားခြင်းနဲ့ပြည်သူကိုစားပြွနိုင်ငံရေးပါတီမပါဝင်ခြင်းတို့ကြောင့်၎င်းရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့အတူရောင်ရွေးကောက်ပွဲဖြစ်ကြောင်းချင်းညီနောင်ကပြောရင်းအကြပ်ဘက်စေကော်မရှင်အတူရောက်ရွေးကောက်ပွဲရလကတရားမဝင်ရလကဒီမိုကရေစီနေ့ကြောင့်ရွေးကောက်တင်မြှောက်တဲ့အစွမ်းအားဖြစ်မလာစေတဲ့ပြင်ပြည်ပခါကိုပုံမှုကြီးထွားစေခြင်းဖြစ်ကြောင်း နိုင်ငံသားလိုက်တန်တို့မဲပေးပိုင်권မရှိဘဲနိုင်ငံရေးထွက်ပေါက်ရှာခြင်းဖြစ်ပြီးဆီယနာရှင်စနစ်သက်ဆိုးရှင်စင်ပြီးဖြစ်ကြောင်းသိပေးတယ်။ထို့ကြောင့်ချင်းချင်းတော်မင်းဖြစ်မြန်မာတိုင်းနိုင်ငံလုံးရှိမိဖက်တော်လိုင်းအဖွဲ့စည်းနဲ့ပူပေါင်းလက်တွဲကဂျပန်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုဆက်ညင်တော်မူဖြစ်ပြီးနိုင်ငံတကာအဖွဲ့စည်းအနေဖြင့်လည်းဂျပန်စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းမပြုကြမြစ်တမ်းရခိုင်နေ။ ကိစ္စဆက်ဆက်ဆင်နာရှင်စနေကြောင်ဖိနှိပ်ခံပြည်သူလူထုတို့ရဲ့ဘဝစဉ်ရဲ့ဒုက္ခကိုမငဲပင်အကြဖက်စစ်ကော်မရှင်တွေ့ရောက်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီလွတ်တော်ကိုယ်စားလှယ်လေးနဲ့ရွေးကောက်ပွဲဖြစ်များကိုကုညီဆောင်ပေးသည့်မိသူကိုမစိုးပြပြတတ်တာအရေးယူဆန်းတမိဖြစ်ကြောင်းချင်းညောင်တခွင်ကကြေညာတယ်မြန်မာနိုင်ငံတဝမ်းမှာတော်လန်ပြည်သူများအနေဖြင့်လည်းဂျမ်ဘတ်စစ်ကော်မရှင်အတွက်ရွေးကောက်ပွဲကိုပါဝင်စားခြင်းမပြုဘဲဆန့်ကျင်တော်လှန်သွားကြတဲ့ချင်းချင်းနာကတိုက်တွန်းနေ ဆက်လက်ပြီးလှဲကွမြို့နယ်မှာစစ်တပ်လက်အောက်ခံအုံနဲ့ကုံရက်ကွက်ရုံကိုဖုံးခွဲတိုက်ခိုက်ရန်ကုန်တိုင်းလှဲကွမြို့နယ်မှာတရားမဝင်ရွေးကောက်ပွဲပြုလုပ်ပြင်ဆင်နေပြီးလူငယ်တွေကိုပေါ်တာဆွဲဖန်စီကစစ်တပ်တံကိုပို့ဆောင်နေတဲ့အုံနဲ့ကုံရက်ကွက်ရုံကိုဖုံးခွဲတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အမိဖွဲ့တော်ဝင်ရှိသူကပြောရင်း streamer 25နှစ်နေည9:30မိနစ်ခန့်မှာလှဲကွမြို့နယ်အုံနံကုန်းရက်ကွက်ရုံမှာဂျမ်ဘတ်စစ်တပ်ကအုံချုံရုံမှုနဲ့လူမိုက်ဖွဲ့ရှိနေစဉ်ရန်ကုန်အာမီရဲဘော်တွေကမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ မိုင်းဆတိုက်ခိုက်မှုတွင်အောင်ချောင်ရုံမှုနယ်လူမိုင်းဖွဲ့ရင်းရှာနေရမှာပောက်ကွဲခြင်းကြောင့်ထိခိုက်မှုရှိပြီးလူနာတင်ကရရှိလာကြောင်းရှင်တိုက်ခိုက်မှုတွင်အောင်ချောင်ရုံပါဝင်ငါးဦးထပ်မင်းပြည်နယ်တရားရရှိခဲ့ကြောင်းသိရတယ်။ထိုအုံနယ်ကုန်းရက်ွက်ရင်ကတရားမှုရေးကောက်ပွဲကိစ္စအစအခြေလူငယ်လူရဲတွေကိုပေါ်တာဆွဲဖန်စီပြီးစစ်မှုထံအကြံဖတ်စစ်တပ်ထံရောက်စားရေးလူကုန်ကူခြင်းနဲ့လုံဆောင်နေရကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အမိဖွဲ့ကရှင်းပြတယ်ထိခိုက်မှုကအနည်းဆုံး9ရောက်လောက်ထိခိုက်နိုင်တယ်မြေပြင်သတင်းပေကချက်ချင်းပြောတာကလူနာတင်တွေရောက်နေပြီဆိုတာပဲသိဖို့လည်းများပါတယ်ကျွန်တော်တေချာလောက်ခိုင်တာရွေးကောက်ပွဲအတွက်အသက်တရောလှုပ်ဆောင်နေကြတဲ့ကောင်းနေစင်ရင်တင်စိတ်ပြုစုထားတယ်တစ်ချိန်မဟုတ်တစ်ချိန်လုပ်နေတဲ့မင်းတို့တွေစီကိုကျွန်တော်တို့ရောက်လာမယ်ဆိုတာသတင်းပေါ်ခြင်းပါတယ် ပြည်သူတွေကိုလည်းတရားမှုရင်ကောက်ပွဲကိုနိုင်တဲ့နေရာကနေဆန့်ကျင်ကြဖို့မှာကျင်တဲ့ရန်ကုန်အမိဖွဲ့တောင်းရှိသူကပြောနေရန်ကုန်အမိနေဖြင့်ကျဘက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေတရားမှုရင်ကောက်ပွဲနဲ့ပတ်သက်ပြီးပအဝင်လုက္ကိုင်းနေသူတွေကိုအပြင်းထန်တိုက်ခိုက်သွားပြီးဖြစ်ကြောင်းသိပေးပြောဆိုရတယ်။ ဆလဘီကြောင်မင်းမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအသက်16နှစ်ရွယ်မိန်းကလေးငယ်ကိုမတိုင်ကျင့်တပ်ဖြတ်ပြီးတန်ငါတပားပောင်ဝင်ဆုစုပေါင်းစစ်ပေးရှောင်ပြည်သူလုံးကိုရရဲဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မင်းမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအသက်16နှစ်ရွယ်မိန်းကလေးငယ်ကိုစစ်တပ်ကမတိုင်ကျင့်တပ်ဖြတ်ပြီးတန်ငါတပားပောင်ဝင်ဆုစုပေါင်းပြည်သူလေးကိုရရဲဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းဒေသပြည်သူတွေနဲ့အသက်ခံရသူတွေမိတ်ဆွေတဲကပြောတယ်စတေမာ24ရက်နေ့ပိုင်းကြောင်မင်းမြို့နယ်နိုင်အောင်ကုန်းကြီးရွာ တန်ကတော့တဘာနဲ့ဆင့်ရှောင်းပြည်သူတွေတာမီသုံးဖြစ်တယ်။စတမလာနဇက်လျက်နေ့ညနေပိုင်းကျောင်းမဲမြို့နယ်နိုင်ရခန့်ရွာတန်ကတော့တဘာနဲ့ဆစ်ဝေးရှောင်းတာမီသုံးဖြစ်တဲ့၄၈နှစ်ရွယ်ဒေါ်လီယန်တမီဖြစ်သူစကြောင်းနေရွယ်နန်းသိန်းစာတာဖြစ်သူ၁၂နှစ်ရွယ်ဆိုင်းမောင်တို့ကိုစစ်တပ်ကတွေ့ရှိသွားကြောင်းရင်းနောက်စတဲ့ကစားချောင်းနေရွယ်နန်းသိန်းစာကိုမတိန်ကျင်ပြီးပထမအဆောင်တက်ဖြတ်ကြောင်းထို့ပြင်ဒေါ်လျက်နဲ့ဆိုင်မောင်တို့ကိုလည်းပြစ်ကတ်တက်ဖြတ်ခဲ့ကြောင်းတန်ဃာတော်ကိုတော့ကျေးရနီမှာပြစ်တက်ခဲ့ကြောင်းသိရတယ် ရှမ်းကြောင်းသားတမကကလည်းကြောင်းမမြွနယ်မှာစစ်တပ်ကအသက်မပြည့်သေးမင်းကလေးငတန်းကိုအရမချင်းတပ်ဖြတ်ခဲ့ကတန်ခါတစ်ပါးပောင်းဝင်စစ်စုပေါင်းပြည်သူလေးကိုတပ်ဖြတ်ခဲ့ကြောင်းယနေ့မှတရင်ထုတ်ပြန်နေ။အသက်ခံထားရတဲ့မိသားစုသုံးနေထိုင်တဲ့တဲထဲမှာဆေကောင်စီတပ်သားတွေယူနီဖောင်းကျန်ရခဲ့ကြောင်းရခုကဲတို့အပြစ်မဲ့ပြည်သူတွေကိုရာဇဝမှုကျွလွန်နေတဲ့စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲရေးယူပေးရန်ကမ္ဘာနိုင်ငံအသီးသီးနဲ့နိုင်ငံတကာအဖွဲ့အစည်းကိုရှမ်းကြောင်းသားတမကကတောင်းဆိုတဲ့ ရှမ်းကျောင်းသားသမဂ္ဂအနေဖြင့်ပြည်သူတွေပေါ်ရာဇဝမှုကျွလွန်လျက်ချင်းရာဇဝကောင်တွေကိုရာအနီးနဲ့အပြစ်ပေးရယူသွားနိုင်ကိုကြီးပေးတော်မူဖြစ်ကြောင်းဆက်လက်ထုတ်ပြန်နေ။ဆက်လက်ပြီးရွာငါမြို့နယ်မှာမူတည်ထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စကန်ပေါ်မြေပြိုကြပြီးကလင်းငယ်ရဲ့အပါဝင် ပြည်သူဆဲဥထမနယ်တင်ဆောင်ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်မှာမူတည်ထံတော်ကြောင့်တုံမှုကြောင့်စစ်ဘေးရှောင်စကန်ပေါ်မြေပြိုကြပြီးကလင်းငယ်ရဲ့အပါဝင်ပြည်သူဆဲဥထမနယ်တင်ဆောင်ခဲ့ကြောင်း DSNDA မှာတရင်နဲ့ပြန်ကြိုင်တောင်ခံကိုကြပြန်ကပြောရင်စတရီမလာ24ရက်နေ့မှာရွာငံမြို့နယ်တွင်မူတည်ထံတော်ရတုံမှုကြောင့်စစ်ဘေးရှောင်စကန်တစ်ခုပေါ်ကိုတောင်ပြိုကြမှုဖြစ်ပွားပြီးစစ်ရှောင်ပြည်သူဆဲဥထမနယ်မြေကြီးထဲနှိမ့်ယောက်ပြီးတင်ဆောင်ခဲ့ကြောင်းသိရတယ်။တေဇောသူဆယ်ဦးကကြောက်တော့ရကြေးအောင်မှာစစ်ပေးဆောင်ပြည်သူဖြစ်ပြီး60နှစ်ရွယ်45နှစ်22နှစ်10နှစ် 58နှစ်မြို့သား9ဦးနဲ့65နှစ်ရွယ်58နှစ်ရွယ်36နှစ်24နှစ်တနှစ်ခွဲရွယ်မြို့သူ9ဦးတည်ဆုံးပြီး22နှစ်ရွယ်မြို့သားတောင်ရဲ့ရုံလာတစ်ခုသာတွေ့ရှိရကြောင်းသိရပါတယ်။လက်တော်ရာငံမြို့နယ်ကိုစတေမလဆက်သွဲနေကစတင်ပြီးအင်အား120ခန့်ပောင်းနေတဲ့စစ်တပ်ကစစ်ကြောင်းကကြေရော်တွေကိုဝန်ရောက်စစ်ကြောင်းထိုးနေကြောင်းစစ်တပ်ကနေမြင့်ရှင်းတဲ့ဦးကြောင်းပြကရာငံမြို့နယ်ကြောက်တော်ရမှာနေ23လုံးနဲ့စပတ်ကြီးတွေကိုမိရှုဖျက်ဆီးခဲ့တဲ့ဖြင့်ပြည်သူတွေမှာလက်ရှိချိန်ထိထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ ဆက်လက်ပြောဘုတ်ကလိကကျောင်းနေခိုင်ရမဖြစ်ပွားစေဘူပေါင်းဆောင်ရွက်လို့ဘုတ်ကလိကကျောင်းနေအနေနဲ့တတ်မှတ်ထားတဲ့အစည်းအကမ်းတွေလိုက်နာဆောင်ရွက်မှာကျောင်းသားကျောင်းသူချင်းချင်းခိုင်ရဖြစ်ပွားကမှုရစေဝါတောင်းဆိုရမဖြစ်ပေါ်စေဖို့အတွက်ကိုပိုင်ကျောင်းကနေကတာဝန်ရှိသူတွေအနေနဲ့ဘူပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့လိုရလို့ပြည်ညာရေးဝန်ကြီးဌာနပြောင်းစုဝန်ကြီးဒေါက်တာချောချောစိန်ကပြောရင်စတီမလာ25မိနစ်ပိုင်းကနေပြီးတော့ပြည်ညာရေးဝန်ကြီးဌာနရုံးဘတ်73ရှိအစည်းအဝေးခန်းမှာမှပြုလုပ်တဲ့ကိုပိုင်တော်မှုဘုတ်ကလိကကျောင်းကြီးကျယ်ရေးဖွင့်တဲ့ဘုတ်ကလိကကျောင်းနေလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာအဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့ပြည်သူ့ဝင်ကြီးအခုလိုထည့်သွင်းပြောကြားခဲ့တာပါ ပြည်ညိုင်းဝင်ကြီးဌာနကထုတ်ပြန်တဲ့ပုဂ္ဂလိကကြောင်းဆိုင်ရာမိန့်နဲ့ညွှန်ကြားချက်တွေအတိထုတ်ပြန်တဲ့စီမင်းစီကံတွေကိုသိရှင်းထားလဲသဘောပေါက်စေဖို့ရည်ရွယ်လို့ပြောတယ်။ဒါ့အပြင်ချမှတ်ထားတဲ့မူဝါဒတွေကိုသိရှင်းထားလဲပြီးပုဂ္ဂလိကကြောင်းအလုံးကတသမတ်ထဲတပြေးညီတိုင်းနိုင်ငံဆိုင်ရာဖွင့်တဲ့ပြည်ညိုင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်ညိုင်းဝင်ကြီးဌာနနဲ့ပုဂ္ဂလိကကြောင်းနဲ့အလုံးပူးပေါင်းဆောင်ရွက်ကြမှာဖြစ်တယ်လို့ပြောတယ်။ စစ်တာရင်စင်တာရင်နဲ့ပတ်သက်ပြီးတော့ညွှန်ကြားချက်တွေနဲ့မကြမီထုတ်ပြန်မှဖြစ်တယ်လို့ဥပဒေညွှန်ကြားချက်တွေမှာပါရှိရဲမြို့ချင်းစစ်တဲ့ရှင်သာထမြဲအတွက်ကျောင်းသားကျောင်းသူတွေကိုတွန်းအားပေးဖို့ပုဂ္ဂလိကကျောင်းတွေကဘုဘပောင်ဝင်ကြစီလို့လဲပြည်သူဝင်ကြီးဒေါက်တာကျော်ကျော်စင်ကပြောပါတယ်ဇလဘီရန်ကုန်မြို့တွင်ကျပ်ဖီလီယန်30နီးပါးရှိ Ice Day Fan မီဘုဒ္ဓထောင်မြို့နယ်ရန်ကုန်မြို့တွင်မြေတောင်ဆိုင်ရေပြင်နီးမှာတမန်ဆက်လင်နဲ့တည်ဆောင်လာကျပ်ဘီလီယံ30နီးပါးရှိတဲ့ ice 969ကီလိုကိုဖန်ဆီးရမြန်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကစတင်မ25မှာထုတ်ပြန်နေ ။ရေကြောင်းရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေပါတယ်ပူပေါင်းဖွဲ့ဟာစတင်မလ၁၆မိနစ်တနားခွဲချိန်လောက်ကရန်ကုန်မြစ်တွင်လက်ကင်းဆောင်ရဲစင်ပို့တထောင်မျိုးနဲ့ရန်ကုန်မြစ်မြစ်တုံဆိုင်ရေပြင်းဒီမှာခင်မောင်လင်းနဲ့တပ်ပိုင်တို့ကတပ်ပိုင်တို့ဟာတမန်ဆက်လီနဲ့တည်ဆောင်လိုက်29.61ဘီလီယံပို့ရှိတဲ့ Ice Core က69ကီလိုနဲ့တူဖမ်းမိခဲ့တာဖြစ်တယ်။ဆလပ်ပြစတင်မ19ရက်နေ့မိုးလယ်12နာရီခွဲချိန်မှာကွန်ချန်ကုန်းမြို့နယ်ရန်ကုန်မြစ်စိန်ကျွန်းကို အိုက်စ်တွေကိုတဲဆုပ်ဆက်လင်းနဲ့ပို့ဆောင်ပေးခဲ့သူမျိုးနိုင်ကော်ကြီးကောင်ကိုလည်းတကုံစိတ်ကမျိုးနဲ့မှာဆက်လက်တစည်းနဲ့စုဖမ်းဆီးရမိခဲ့တယ်။လက်ရှိမှာတော့ဖမ်းမိသူတွေကိုမြို့ရဲစီဝါနဲ့စိတ်ကိုပြောင်းလဲစေစီဝါရဲ့ဆိုင်ရာဥပဒေအရရင်းယူထားပြီးကွင်းဆက်ပြစ်မှုကျွလွန်သူတွေကိုဆက်လက်ဖော်ထုတ်နေလို့ထုတ်ပြန်ပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အတွက်ထုတ်ပြန်ချေဆိုတင်ရှိပါရရှင်။